တနေ့တစ်ခါသာပြန်မမွန်းမှန်ရင်ကဘာမီဘောကနေပျောက်ကွယ်သွားမယ့်အဆောက်အုံကြီးခမရတို့စဉ်းစားကြည့်ဘူးလားကဘာပေါ်မှာအဆောက်အုံတစ်ခုရှိတယ်ဒီအဆောက်အုံကလူတွေကတနေ့မှတစ်ခါဝိုင်းပြီးတော့မပြုတ်ပြင်ကြဘူးဆိုရင်သူဟာမိုးရီထဲမှာအရေးပြောပြီးကဘာမီဘောကနေလုံးဝပျောက်ကွယ်သွားလိမ့်မယ်ဒါဟာပုံမြင်မဟုတ်ပါဘူးအနောက်အာဖရိကမာလီနိုင်ငံကဂျန်နီမဟာပလီကြီးရဲ့အစ်စ်မန်အခြေအနေပါကဘာအကြီးဆုံးရှုံးအုပ်အဆောက်အုံကြီးဖြစ်တယ်လို့တဘာဝရီယာရဲ့စိန်ခေါ်မှုကိုနှစ်ပေါင်းရာနဲ့ချီရင်ဆိုင်နေရတဲ့အံပွေလက်ရာတစ်ခုလည်းဖြစ်ပါသေးတယ် ဘာကြောင့်ပြောက်ကွယ်သွားနိုင်တယ်လဲဆိုတဲ့အဖြေကရှင်းပါတယ်။ဒီအဆောင်ကြီးတစ်ခုလုံးကိုခင်းမိပြီးလက်မြည်တန်ချောင်းတွေလုံးဝမတုံးပဲရွှွန့်နေပဲတိဆောက်ထားလို့ပါပဲ။နေလန်းထားတဲ့ရွှွန့်အုပ်တွေဒဲနဲ့ရွှွန့်အင်္ဂရီတွေဟာနေပူရင်ခိုင်မာပေမဲ့မိုးရွာတီရဲ့ပြင်းထန်တဲ့မိုးတံလေတံကိုကြာရှည်မခံနိုင်ပါဘူး။မိုးရွာတိုင်းနေရည်တွေကရွှွန့်သားတွေဟာရေနဲ့အတူပါသွားလေရှိပါတယ်။ဒါဆိုရင်မင်းစရာရှိတာကဒီလောက်ပြက်စည်းလွယ်တာကိုဘလုံနီးနဲ့ရာစုနှစ်တွေအကြာကြီးထိန်းထားနိုင်တာလေ။အဖြေကတော့သူ့ရဲ့ထူးခြားတဲ့ဘီတုကာဒီဇိုင်းမှရှိပါတယ်။ အဆောက်အအုံကနေစူရီလိုထိုးထွက်နေတဲ့ထန်းသားရန်နေကိုမြင်မိကြမှာပါ။ဒါဟာဒီတိုင်းအလှဆင်ထားတာမဟုတ်ပါဘူး။ဒါဟာဒီပလီကြီးမပြောက်ခွေသွားအောင်ကဲတင်ပေးမဲ့သူတွေနင်းတက်ဖို့အတွက်ညံနေအဖြစ်ထည့်သွင်းတိစောက်ထားတာဖြစ်ပါလိမ့်။မူရသည်မြောက်ခင်ဧပြီသို့မဟုတ်မေလရောက်ပြီဆိုရင်တော့ဒီဂျန်နီမျိုးသားတွေရဲ့ကယ်တင်ရေးမစ်ရှင်စတင်ပါပြီ။ဒီပွဲကိုတော့ Grand Krabby Search လို့ခေါ်ပါရီ။တနေ့လုံးမှာဒီတရက်သေးတာအလုပ်လုပ်ရတဲ့နေ့တနေ့ပါ။မနက်၄နာရီလောက်ခရေကတမျိုးလုံးနှူးထနေကြပါပြီ အမျိုးသားတွေလူငယ်တွေကအမြေကမ်းတော့ကနေရှွန့်နေကိုနေကြပြီးပြီးရင်ဂုဏကပြောတဲ့တစ်သားရဲနေကိုနေနေရံပေါ်ကိုမြောက်တီလို့တွေ့ကပ်ပြီးရှွန့်အစ်တတွေနဲ့ live party ကြတယ်အမျိုးသမီးတွေကရေခတ်ပေးကြတချင်းဆိုပြီးအားပေးကြပါတယ်ကလေးတွေကအစရှွန့်မုန်းတွေကိုတဲပြီးကူညီကြတယ်တကူလုံးရှွန့်နေပေးချန်နေလဲသူတို့မျက်နှာမှာအမောမရှိဘူးအပြုံးနေပဲရှိပါတယ်ဘာလို့လဲဆိုတော့သူတို့သာမလို့ရင်သူတို့ရဲ့တမိုင်းသူတို့ရဲ့ယဉ်ကျေးမှုကပျောက်ကွယ်သွားတော့မှာမဟုတ်လို့ပါတကယ်တော့အခင်မီနီးပညာနဲ့ဘီလက်မြေသုံးပြီးတော့ပြင်လိုက်ရင်ဒီလောက်ပြင်မှန်းစရာမလိုပါဘူး ဒါပေမဲ့သူတို့ငင်းပေခဲ့ကြတယ်။ဘာကြောင့်လဲဆိုတော့ဒီရှုံးဟာသူတို့ရဲ့ဝိသေသလက္ခဏာဖြစ်နေလို့ပါပဲ။အခုနောက်ပိုင်းမှာရာသီဥတုဖောက်ပြန်မှုကြောင့်မိုးရွာသွန်းမှုတွေပိုကျန်းတန်းလာပြီးဒီအဆောက်အုံကြီးတည်မြဲဖို့ဆိုတော့အရင်ကထပ်ပိုပြီးခက်ခဲလာပါပြီ။ဒါပေမဲ့ဒီပလီကြီးကကဘာကိုတက်တည်ပြနေတဲ့အရာတစ်ခုရှိပါပြီ။အဲ့ဒါကတော့အရာရာဟာပြက်စီးတွေတယ်။ဒါပေမဲ့စီးလုံးမှုရှိရင်တော့ဘယ်အရာကိုမဆိုးကာဝေးနိုင်နေဆိုတာပါပဲ။အဆောက်အုံကရှုံလို့ခိုင်မာတာမဟုတ်ပါဘူးလူရည်ရဲ့စိတ်ဓာတ်ကခိုင်မာလွန်းလို့သာဒီအဆောက်အုံကမပြည့်စည်ပဲရှိနေတာပါ ။ဒီနေ့တစ်ခါသာပြန်မမိုးမှန်ရင်ပျောက်ကွယ်သွားမယ့်ဒီပလီကြီးဟာအခုချိန်မှာတော့လူသားတွေရဲ့စုပေါင်းအားကြောင့်နှစ်ပေါင်း100ကျော်တက်တန်းကိုကျော်ဖြတ်လာခဲ့ပါပြီ။မိတ်ဆွေတို့ရောကိုယ့်ရဲ့တန်မိုးရှိတဲ့အရာတစ်ခုမပျောက်ပြတ်သွားအောင်ဒီလိုမျိုးစီလုံးပြီးကာကွယ်ဖို့တဲ့အတွေ့အကြုံရှိလား။ကွန်မတ်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး။